ဒီနေ့ညနေမှာစားသုံးရတဲ့ကောင်းစင်ကစိတ်ဝင်စားစရာကောင်းပါတယ်။ရွေးနှုတ်ခြင်းနဲ့ဖန်ဆင်းခြင်းရဲ့ဆက်ဆက်ပုံရွေးနှုတ်ခြင်းရဲ့ရည်ရွယ်ချက်ရှိတယ်လို့ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ရှိတာဖြစ်တယ်။ဆိုတော့အဲ့ဒီရွေးနှုတ်ခြင်းနဲ့တဲ့ဖန်ဆင်းခြင်းတို့ရဲ့ဆက်ဆက်ပုံကိုကျွန်တော်တို့ကမှတ်တာဖို့အတွက် လိုအပ်ပါれတဲ့တမာကျန်းစာကရွေးနှုတ်ခြင်းတစ်ခုသာပြောဒီခုမထင်သင့်ပါဘူးတဲ့ဘာကြောင့်လဲဆိုရင်တကယ်တမ်းကျတော့ရွေးနှုတ်ခြင်းကဘယ်ကနေစပြီးမှကျန်းစာကဇောင်းပီးပြီးမှ ပြောသွားတယ်လေလို့ပြောတဲ့အခါမှာကဘာဦး35ကြက်ကတည်းကနေရွေးနှုတ်ခြင်းကိုစပြောသွားတာတောင်းရှောက်ပြောသွားတာဟုတ်ပြရိတ်ထီကိုရောက်သွားတာ ဒါပေမဲ့ဖယားရဲ့ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကလေကျွန်တော်တို့ကမမေ့ဖို့လိုအပ်တယ်တဲ့ဒါကြောင့်မို့ရွေးနှုတ်ခြင်းအပြင်ဖန်ဆင်းခြင်းရှိသေးသောကြောင့်တဲ့ဖယားကိုချီးမွမ်းတယ်ဖယားတခင်ရဲ့ကြိုးတင်ပြင်ဆင်ချက်အားလုံးကိုတဲ့သူ့ရဲ့ဖန်ဆင်းခြင်းအဖြစ်သိစေဖန်ဆင်းခြင်းအဖြစ် ဖန်ဆင်းခြင်းဒီတဲ့ဖယားတခင်ရဲ့ထာဝရရည်ရွယ်ချက်ကိုထင်ရှားစေပြီးတဲ့၎င်းဒီဖယားတခင်ရဲ့စစ်မှန်ခြင်းကိုဖော်ပြတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီထဲမှာတစ်ချက်လေးစဉ်းစားဖို့ရန်အတွက်ဖယားရဲ့ဖန်ဆင်းခြင်းဆိုတာဘာလဲ။ကျွန်တော်တို့ဒီနှုတ်ကပတ်တော်စာအုပ်ကိုစားတဲ့အခါမှာပထမရက်တည်းပထမအပတ်မှာစားတဲ့အခါမှာ လူကိုဖျားရဲ့ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကကဘာဦးတစ်မှာ ကျွန်တော်ဖတ်တဲ့အခါမှာပြောပြီးပြီငါတို့ရဲ့ပုံတရံနဲ့တညီတရံတီလူကိုဖန်ဆင်းကြဆိုလူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကဘာလဲလို့ပြောတဲ့အခါမှာဤကဘာမြေကြီးကိုအုပ်ဆိုးဖို့အတွက်ဖြစ်တယ်အာမင်အဲ့ဒါနံပါတ်1ဖြစ်တယ် ဒုတိယတစ်ခုကဘာလဲလို့ပြောတဲ့အခါကျတော့ဖယားတခင်ဖန်ဆင်းထားတော့ပင်လေငါတို့ကို၎င်းတဲ့မိုးကောင်းကင်ငှက်တို့ကို၎င်းတဲ့သားရင်တို့ကို၎င်းတဲ့မြေပေါ်မှာသွားတတ်တော့တရိษံအပေါင်းတို့ကို၎င်းတဲ့အုတ်ဆိုးစီဟုအမိန်တော်ရှိတယ်အဲ့ဒါပါလေဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ဖြစ်တယ် အဲ့ဒါဖယားတခင်ရဲ့ဖစင်းချင်းရည်ရွယ်ချက်ကားတဲ့ညင်းချောင်းနဲ့ပြောမယ်ဆိုအဲ့ဒါတပြောင်းသေးပဲနော်တဲ့တပြောင်းသေးပဲတတမတ်သေးပဲဘယ်အထိလဲဗျာဒိတ်နောက်ဆုံးကျွန်တော်တို့နှစ်တထောင်လို့ပြောတဲ့အခါမှာဖယားနဲ့အတူအုပ်ဆိုးဖို့အတွက်ပဲလေကျွန်တော်တို့ကိုဖယားတခင်ရည်ရွယ်တာဖယားနဲ့အတူဆိုးဆံဖို့အတွက်ပဲလေအဲ့ဒီအထိမပြောင်းလဲသွားဘူး အဲ့ဒါဖျားကလူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ဖြစ်တယ်။တပိမဲ့အဲ့ဒီဖန်ဆင်းခြင်းကရှိတော်ညာလဲပဲအဲ့ဒီဖန်ဆင်းခြင်း မပြေဝခင်လေးထဲမှာစာတမနဲ့ရဲ့လက်ဖြားခြင်းကြောင့်လူကဘာဖြစ်သွားသလဲဆိုရင်ကြဆုံးသွားရကြဆင်းသွားရဒါကြောင့်မို့ခုနတောင်းနဲ့တောင်းအကြောင်းကိုပြန်ပြောလာတယ် ဆတမနရဲ့လက်ဖြားခြင်းကြောင့်လူကဘာဖြစ်သွားလဲဖယံသခင်ရည်ရွယ်ထားတဲ့အဲ့ဒီဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကနေကျသွားတာကျသွားတဲ့အခါကျတော့ဘာဖြစ်လာပြီလဲဆိုတဲ့အခါမှာရွေးနှုတ်ခြင်းဆိုတဲ့အရာရောက်လာကြတာရွေးနှုတ်ခြင်းလို့ပြောတဲ့အခါမှာအဖိုးခါရှိတယ်အဖိုးခါရှိတယ်အဲ့ဒီအဖိုးခါဘလောက်ထိကြီးမြတ်တယ်လဲဆိုတဲ့အခါမှာကြီးမားတယ်လဲဆိုရင် ဖရာရဲ့သားတော်ကိုတော်တိုင်ကအဖိုးခပေးပြီးမှကြဆင်းသွားတဲ့ကျွန်တော်တို့ကိုပြန်လဲပြီးမှရွေးယူတာဒါကြောင့်မို့ရွေးနှုတ်တယ်ရွေးယူတယ်ဆိုတဲ့စကားလုံးကအဖိုးအခပေးပြီးရွေးတာဖရာကကျွန်တော်တို့ကိုအဲ့လိုပြန်အဖိုးခပေးပြီးရွေးတာအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့နားလည်ဖို့ရန်အတွက် ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်နဲ့ရွေးနှုတ်ခြင်းရဲ့ရည်ရွယ်ချက်ကိုကျွန်တော်တို့ဆက်ဆက်ပုံကိုတဘောပေါက်ဖို့အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။ဒါကြောင့်ရွေးနှုတ်ခြင်းဟာတဲ့ဖန်ဆင်းခြင်းထက်ပို၍မမြင့်မားနိုင်ဘူး။ဒါကြောင့်ကျွန်တော်တို့လေတယောက်ထဲစားရင်လေဒီလောက်နက်နက်နဲနဲကျွန်တော်တို့နားမလဲ။အပေါ်ဟန်လေးလောက်ပဲဖတ်တာဖတ်သွားတာတော့တကယ်တမ်းကျတော့ဒီမှာရေးတဲ့စာသားကျောင်းစင်းစီတိုင်းကလေ အယအနဲ့အတိတ်ပဲများတာအယဆင်ခြင်လို့ကောင်းတာခုနပြောတဲ့ဥစ္စာကျွေးနှုတ်ခြင်းကဖန်ဆင်းခြင်းနဲ့ပုံရိပ်မမြင်မနိုင်ပြီဘာကြောင့်မို့လဲကျွန်တော်တို့မိကအများကြီးထွက်လာနိုင်စရာအကြောင်းရှိတယ်ခုနကျွန်တော်ရှိမှပြောခဲ့တဲ့အတိုင်းဖယားရဲ့ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ပါလေဖယားဖန်ဆင်းထားတဲ့ဒီကဘာမြေကြီးကိုအုပ်ဆိုးဖို့ ဖယားဖန်ဆင်းထားတဲ့တိရစ္ဆာန်အပေါင်းတို့ကိုအုပ်ဆိုးဖို့အဲ့ဒါကိုနှစ်ချက်ကိုအဓိကကျွန်တော်တို့စားသုံးခဲ့တာဖြစ်တယ်။အဲ့ဒါကဘာဥသစ်အပိုင်းငယ်26 29 28အဲမှာရေးထားတဲ့အရာဖြစ်တယ်။ဒါကြောင့်ရွေးနှုတ်ခြင်းဆိုတာပါလေတဲ့ကျွန်တော်တို့ဘာကြောင့်ရွေးနှုတ်ရတယ်လဲဆိုတာလည်းခုနပြောခဲ့ပြီးပြီ။ကျွန်တော်တို့ကအဲ့ဒီဖန်ဆင်းခြင်းရဲ့ဖယားရဲ့ရည်ရွယ်ချက်ကနေ စတမနရဲ့လက်ဖြားခြင်းခံလိုက်ရတဲ့ခါမှာလူကကြသွားတော့ကြောင့်ကြသွားတဲ့လူကို ပြန်လဲအဖိုးခပေးပြီးမှရွေးရတာရွေးနှုတ်ခြင်းဒီတဲ့ဖန်ဆင်းခြင်းအဖြစ်ဖရာတခင် မရခဲ့သော အရာများကို ပြန်လဲရယူခြင်းဖြစ်တဲ့အာမင် ရွေးနှုတ်ခြင်းတွင်မိတိအသည့်ဆမ်းမြယူမလာပါတဲ့၎င်းမှာကျွန်ုပ်တို့အတွက်အစဉ်သင့်ရှိသောအရာများကို ပြန်လည်ရယူခြင်းသာဖြစ်တယ်တဲ့ရွေးနှုတ်ခြင်းအဖြစ်ဘုရားသခင်သည်ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကို ပြန်ရစေသည်ပြန်လည်ရွေးနှုတ်တာပါလေခုနဘုရားရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ဖန်ဆင်းခြင်းထဲမှာလူပေါ်မှာထားတဲ့ဥစ္စာပြန်ရဖို့အတွက်ပဲတဲ့ ဒါကြောင့်ကျွေးနှုတ်ခြင်းဆိုတာဘာလဲတဲ့ကျွေးနှုတ်ခြင်းဆိုတာပြန်လဲရယူခြင်းပြန်လဲရရှိခြင်းဖြစ်တယ်ကျွန်တော်တို့ကိုဖျားပြန်ရဖို့အတွက်เนาะဖျားဖတ်စင်းတဲ့ဖျားသားသမီးတွေပါဒါပေမဲ့မနဲ့ရဲ့လက်ဖျားခြင်းကြောင့်ဘုဒ္ဓလက်ထဲရောက်သွားလဲဖျားရဲ့ဖန်စင်းခြင်းခံရတဲ့ဖျားသားသမီးတွေဆရမနဲ့လက်ထဲရောက်သွားတာကျွန်တော်တို့ကဆုံးရှုံးသွားတာ lost ပျောက်သွားတာ ဒါကြောင့်ဖယားကရွေးနှုတ်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကိုဖယားပြန်ရတဲ့အခါမှာနှစ်ပြန်ပိုင်တယ်အရေးကြီးတယ်နော်ကျွန်တော်ကိုဘယ်နှပြန်ပိုင်လဲနှစ်ပြန်ပိုင်တယ်ဖန်ဆင်းတော့ကတစ်ခေါက်အခုပြောက်သွားတော့ကြောင့်ပြန်လဲပြီးမှစရမဏလက်ကနေပြန်ရဖို့ရအတွက်သားတော်ကိုယ်တိုင်အဖိုးခပေးပြီးမှပြန်ယူတာတစ်ခေါက် နှစ်ပြန်ပိုင်တယ်နော်ဒီနေ့ကျွန်တော်တို့မမိပါနဲ့ဒါကြောင့်မို့တဲ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဖယားကတဲ့ဖန်ဆင်းခြင်းဟူဒီမှာတဲ့တတ်မှတ်ခြင်းနဲ့เนาะအာပြုခြင်းဟူအတိတ်ပဲရသည်တဲ့ရွေးနှုတ်ခြင်းဒီဖန်ဆင်းခြင်း၌ရှိတော်ဖယားသခင်ရဲ့ရည်ရွယ်ချက်များပြည့်စုံလာရန်အတွက်နှောက်မှဖြစ်တော်အရာဖြစ်ပါတယ်တဲ့ရွေးနှုတ်ခြင်းကနှောက်မှဖြစ်တော်အရာ ဘာကိုပြောတာလဲရှေးအရင်ဖြစ်တာပါလေဖရာရဲ့ဖန်ဆင်းခြင်းအရင်ဖြစ်တယ်။ဒါကြောင့်ရွေးနှုတ်ခြင်းဒီတဲ့ဖန်ဆင်းခြင်း၌ရှိတော်ဖရာသခင်ရဲ့ရည်ရွယ်ချက်များပြည့်စုံဖို့ရန်အတွက်ဖန်ဆင်းခြင်းထဲမှာဖရာပြောတဲ့ရည်ရွယ်ချက်ပြည့်စုံဖို့ရန်အတွက်နောက်မှဖြစ်တော်အရာဖြစ်တယ်။နော်။ဒါကြောင့်တဲ့ကျွန်တော်တို့ရဲ့အတ္တအထဲမှာဖရာကလေဖရာရဲ့သားသမီးတွေတဲ့ရွေးနှုတ်ခြင်းတာအရာခတ်သိမ်းဖြစ်တယ်ဟုမှတ်ယူပြီး ဖန်ဆင်းခြင်းကိုအထင်မသေးသင့်ဘူးနော်တဲ့ဘာကြောင့်ဖန်ဆင်းခြင်းကိုအထင်မသေးတဲ့နာလဲဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကိုကျွန်တော်သိကိုသိရမှာမသိပဲနဲ့မရထပ်ပြောမယ်နော်အဲ့ဒီရည်ရွယ်ချက်ဘာကြောင့်ကျွန်တော်တို့ကိုဖန်ဆင်းတာဒီနေ့ဒီတစ်ပတ်ကျွန်တော်တို့ Sunday မှာအတူတကွသခင်ဖျားနေ့မှာလည်းပဲအဲ့တော့ပြန်ထပ်စားဖို့လိုတယ်ကျွန်တော်ကိုဘာကြောင့်ဖျားလောကမှာဖန်ဆင်းရတာ ဒီနေ့ကျွန်တော်တို့ဖယားရဲ့ဖန်ဆင်းခြင်းကို ကျွန်တော်တို့တဘောမပေါက်ရင်ကိုယ့်ရဲ့အတ္တတာအထဲထဲမှာကိုယ်စိတ်ထင်တိုင်းပဲကိုယ်အသက်ရှင်တယ်။အာကိုညံမီတဲ့လောက်ငါလောကမှာလူဖြစ်လာတာငါစိတ်ငါဖြစ်ချင်ရဖြစ်လို့ရရင်ပြီးရောငါလှုပ်ချင်တာလှုပ်လို့ရရင်ပြီးရောငါစားချင်တာစားလို့ရရင်ပြီးရော ငါရောက်ချင်တဲ့နေရာမှာရောက်လို့ရရင်ပြီးရောဆိုပြီးမှကျွန်တော်တို့ကိုယ့်ရဲ့ဘဝကိုကိုယ်စိတ်နဲ့ပဲလမ်းခင်းရင်ရှုံးသွားပြီရှုံးသွားပြီရှုံးသွားပြီဒီနေ့ဖရာတခင်ကျွန်တော်တို့ကိုဖန်ဆင်းရတဲ့ရည်ရွယ်ချက်ရှိတယ်ဒီတစ်ပတ်အတူတကွာစားဖို့လည်းရှိတယ်ဒါကြောင့်အခုကျွန်တော်တို့ဒီနေ့ညမှာအဲ့ဒီစားတဲ့အခါမှာရွေးနှုတ်ခြင်းဟာအရာခတ်တိန်ဖြစ်တယ်ဟုမှတ်ယူရင်တဲ့ကျွန်တော်တို့ မှယူပြီးတဲ့ဖန်ဆင်းခြင်းကိုအထင်မသေးသင့်ဘူးနော်တဲ့ရွေးနှုတ်ခြင်းမှာကျွန်တော်တို့နဲ့ဆက်ဆိုင်ပါတယ်တဲ့မဆက်ဆိုင်ဘူးလို့မပြောဆက်ဆိုင်တယ်တဲ့၎င်းတွေကျွန်တော်တို့ကိုကယ်တင်ခြင်းပေးပါတယ်တဲ့ထောင်ရအသက်ကိုရရှိစေတဲ့အကျိုးကိုဖြစ်စေပါတယ်တဲ့မငင်ဘူးနော်တပိမဲ့ကယ်တင်ခြင်းနဲ့နှိကုံမချုပ်ဖို့လို့ပြောတာယနေ့ယုံကြည်သူတွေအတော်များများကရွေးနှုတ်ခြင်းဘောနဂန်ဖြစ်ပြီးကယ်တင်ခြင်းရပြီးစာကျင်တာစလို့ရပြီး သွားခြင်းသာသွားလို့ရပြီလှုပ်ခြင်းသာလှုပ်လို့ရပြီဆိုပြီးမှဘဝကိုကျွန်တော်တို့ကဖရားရဲ့ရည်ရွယ်ချက်ကိုဆက်ပြီးမှအသက်မရှင်တတ်တော့ကျွန်တော်တို့ကိုဖရားတခင်ရွေးနှုတ်ထားတာအဲ့ဒီဖရားရဲ့ကတင်ခြင်းတစ်ခုလေးနဲ့ဤကုန်ချုပ်ဖို့မှမဟုတ်တာအာမင်ဒါကြောင့်မို့တဲ့ဒီနေ့ကျွန်တော်တို့ကိုဘာဖတ်ထပ်ပြောသလဲဆိုတဲ့အခါမှာ ရွေးနှုတ်ခြင်းနဲ့တဲ့ကျွန်ုပ်တို့ဆက်ဆိုင်မှုဒီလူရဲ့အကျိုးအတွက်ဖြစ်ပြီးထပ်ပြောပါမယ်ရွေးနှုတ်ခြင်းဆိုတာကျွန်တော်တို့လူအတွက်အကျိုးဘာကနေလဲခုနပြောပြီးပြီမနှက်ရဲ့လက်အောက်ကနေကျွန်တော်ရွေးနှုတ်ခဲ့တယ်ကျွန်တော်တို့အတွက်အကျိုးဖြစ်ပြီးတဲ့ဖန်ဆင်းခြင်းနဲ့ထပ်ပြောတယ်နော်အခုကဖန်ဆင်းခြင်းကိုပြန်လိုင်းပြောင်းလိုက်တယ်ဖန်ဆင်းခြင်းနဲ့ကျွန်တော်တို့ဆက်ဆိုင်မှုဟာတဲ့ဖခင်ရဲ့စီမံကိန်းအတွက်ဖြစ်တယ် ကျွန်တော်ကိုဖျားပါကြောင့်ဖန်ဆင်းတာအဲ့ဒီဖန်ဆင်းခြင်းကတဲ့စီမံကိန်းနဲ့ထဆိုင်သွားတယ်ရွေးနှုတ်ခြင်းကတော့မှန်နေတဲ့ကျွန်တော်တို့အတွက်အကျိုးဖြစ်တယ်ငရေသွားစရာမလိုတော့ဘူးကျွန်တော်တို့အနေနဲ့အပြစ်ကနေခွင့်လွှတ်ခြင်းခံရကျွန်တော်တို့အတွက်အကျိုးဖြစ်ပါဒါပေမဲ့ဖန်ဆင်းခြင်းကတော့တဲ့ကျွန်တော်တို့ရဲ့အတ္တမှာဖျားရဲ့စီမံကိန်းဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တော်မှာဖခင်ရဲ့စီမံကိန်းကိုသိကျင်နေဆိုရင်ဖခင်ဘာကြောင့်ငါ့ကိုဖန်ဆင်းရလဲသိကိုသိရ အဲ့ဒါမသိဘူးဆိုရင်ကျွန်တော်တို့ကတင်ချင်းရပြီမဲ့ဖရာရဲ့စီမံကိန်းထဲမှာဖရာကိုကြည်နက်စီတော့သူမဖြစ်နိုင်ဒါကြောင့်ဒီနေ့အဲ့ဒီအထက်မှာဒီလူများကတဲ့အေဝံဂေလိတာအာယုံပြုတ်ခြင်းမဟုတ်ပဲတဲ့အဲ့အေဝံဂေလိကိုအာယုံမပြုတ်နဲ့လို့ပြောတာမဟုတ်တော့ ဧဝံဂေလိကိုပဲအာယုံပြုခြင်းမဟုတ်ပဲတဲ့ဖျားတကယ်စီမံကိန်းတဲ့ဖျားတကယ်အလုံများနိုင်လေကယူစိုက်စီရန်အတွက်ဖျားတကယ်ဒီကဘာမြေကြီးပေါ်၌အသက်တော်အရာတစ်ခုကိုလှုပ်ဆောင်ပေးပါစေတော့အာမင်ပြောချင်တာကဲတင်ခြင်းတစ်ခုနဲ့ပဲဏိကုံချုပ်ဖို့မဟုတ်ဘူးနော်တဲ့ကျွန်တော်တို့ကိုဖျားရဲ့စီမံကိန်းအတွက်လည်းပဲကျွန်တော်တို့အသက်ရှင်ဖို့ဖျားတကယ်ကျွန်တော်တို့ကိုအလုံးလုံးပါစေအာမင် အဲ့ဒီစီမံကိန်းထဲမှာကျွန်တော်တို့အသက်ရှင်တဲ့အခါကျမှဘာဖြစ်တယ်လဲလို့ပြောတဲ့အခါမှာဖယားကိုကျွန်တော်တို့ကကျေနပ်စေတာဖြစ်တယ်ခုနပြောပြီးပြီအဲ့ဒီစီမံကိန်းကဖယားရဲ့စီမံကိန်းကဖန်ဆင်းခြင်းထဲမှာရှိပြီးတာသူ့ရဲ့စီမံကိန်းကမြင့်ဖြောင်းလို့ပဲတစ်ဖြောင်းတည်းပဲဆွဲတာဘာကြောင့်မို့လဲအောက်ဆိုးဖို့နိုင်ဖို့ဖယားပြောပြီးတာဒါပေမဲ့ ဒုက္ခစရဉ္ဇကျဆင်းသွားတော့ကြောင့်ဘာဖြစ်သွားတယ်လဲဆိုရွေးနှုတ်ခြင်းကိုပြန်ဖြစ်လာရတာကျသွားတဲ့တောင်းအောက်ရောက်သွားတဲ့လူကိုပြန်လဲပြီးမှကျွန်တော်တို့ကိုဖယားခင်ကဘာလုပ်ပေးတယ်လဲဆိုတဲ့အခါမှာမြင့်တင်ပေးတယ်ဟာလေလုယာဒါကြောင့်အခုကျွန်တော်တို့ကရွေးနှုတ်ခြင်းခံစားရတဲ့သားသမီးတွေဖြစ်တဲ့အခါမှာရွေးနှုတ်ခြင်းထဲမှာဖယားကဘာကိုဆက်ပြီးမှကျွန်တော်တို့ပို့ဆောင်နေလဲဆိုတော့ ဖယားရဲ့ဖန်ဆင်းခြင်း၌ရှိသောရည်ရွယ်ချက်စီမံကိန်းကိုကျွန်တော်တို့ကိုခန်းစားစေအဲ့ဒီစီမံကိန်းကိုတီးတဲ့အခါကျမှအုပ်ဆိုးဖို့နိုင်ဖို့ဆိုတဲ့ဥစ္စာဒီနေ့ကျွန်တော်တို့ကိုပေးတဲ့နောက်ဆုံးပိုင်းမှာပါလာတဲ့ဥစ္စာရွေးနှုတ်ခြင်းနဲ့တဲ့ဖန်ဆင်းခြင်းနှစ်ခုစလုံးတည်တဲ့အောင်မြင်ခြင်းရရှိရန်နဲ့နတ်ဆိုးဤတကောအလုံးကိုဖယ်ရှားရန်ဖြစ်တယ်ကျွန်တော်တို့ကဘာဥခန်းကြီး1အပိုက်ငယ်1နဲ့2ကြားမှာเนาะ ကျွန်တော်ပထမရက်မှာကျွန်တော်စတင်စီစဉ်ခဲ့တဲ့အတိုင်းပဲအဲ့ဒီနှစ်ပိုက်လေးကကက်ကက်လေးဖြစ်ပေမဲ့ကျန်းစာထဲမှာလိလာတဲ့အခါမှာနှစ်အတင်ချေရှိတယ်ဘာကြောင့်မို့လဲဖယားရဲ့ဖန်ဆင်းထားတဲ့ကောင်းကင်တမန်နတ်မင်းကပုံကန်ခြင်းဖြစ်တဲ့အခါကျတော့ကောင်းအောင်ဖန်ဆင်းပေမဲ့ဒီကဘာကြီးကအစင်းတတမဲ့သွားတယ်လွတ်လပ်လာဟာဖြစ်သွားတယ် မြေကြီးကိုနှင်ချတဲ့အခါကျတော့ဘာဖြစ်သွားသလဲဆိုတဲ့အခါမှာဖယားကခုနပြောတဲ့ဥစ္စာ နိုင်ဖို့လို့ပြောတဲ့အခါမှာခုနပြောပြီးပြီ ကျွန်တော်တို့ကတဲ့ရွေးနှုတ်ခြင်းနဲ့ဖန်ဆင်းခြင်းတစ်ခုစလုံးဟာတဲ့အောင်မြင်ခြင်းရရှိရန်နဲ့နှစ်ဆိုးဤတကောအလုံးကိုဖယ်ရှားရန်လုပ်ခဲ့တဲ့အပတ်တွေမှာကျွန်တော်စာသုံးခဲ့ပြီးပြီဒီနေ့အခုစာဒမနတ်ကိုယေရှုခရစ်တော်ကကားတိုင်းပေါ်မှာအောင်ခဲ့ပြီးပြီ အဲ့ဒီအောင်ခြင်းကအခုကျွန်တော်တို့အတွက်ဖြစ်တယ်ဒါကြောင့်မို့တစ်ကော55တော့55မှာရေးပြီးပြီကျွန်တော်တစ်ချက်လေးပတ်မယ်တစ်ကော55 55မှာ ကျွန်တော်တစ်ချက်လောက်ဖတ်ချင်ပါတယ်လို့အဲ့ဒီအထဲမှာကြွေးကြော်ထားတဲ့စကားလုံးလေးကို Oh the man တဲ့သင်ရဲ့လက်နဲ့ဒီအပေမှာရှိသည်။အိုးမရနာနိုင်ငံသင်ရဲ့အောင်ခြင်းဒီအပေမှာရှိသည်။သခင်ယေရှုကကြွေးကြော်ပြီးပြီ ဒါကြောင့်စတန်မနက်ကိုလေအဲ့ဒီကားတိုင်းပေါ်မှာခေါင်းကျိတ်ခဲ့ပြီးပြီအောင်မြင်ခဲ့ပြီးပြီအပိုက်ငယ်59ရောက်လာ56ကနေဆက်ဖတ်လိုက်မယ်နော်သေမင်းရဲ့လက်နက်ကတဲ့ဒူးဆက်ဖြစ်တယ်တဲ့ဒူးဆက်ရဲ့အပြစ်ရဲ့တကိုးကတဲ့ပညတ်တရားပေဒီ59ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့ကအောင်ခြင်း အခွင့်ကိုပေးတော်မူတော်တဲ့ ယေရှုခရစ်အားဖြင့်တဲ့ငါတို့အားတရားပြောတာအောင်ခြင်းအခွင့်ကိုပေးတော်မူသောဖျားတခင်ယေရှုတော်ကြီးလာစွာတကားဟာလေလုယာဒီနေ့ချစ်တော်မိသားစုကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့အသက်တာထဲမှာခုနရွေးနှုတ်ခြင်းထဲမှာပဲပြီးတော်ဖို့မဟုတ်ဘူးခုနဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ပါလေ ပြောပြီးပြီးအုပ်ဆိုးဖို့နိုင်ဖို့အဲ့ဒီအထဲမှာဖန်ဆင်းထားတဲ့ဘုရားတခင်ပါစေမြေကြီးကိုနိုင်ယုံကောဖန်ဆင်းထားတဲ့တရိစံတွေကိုနိုင်ယုံမကဘူးအခုဒီမှာကြည့်နှတ်ဆိုးများအားလုံးဟာလေလုယာအကြောင်းလုံခဲ့တဲ့ညမှာပြောပြီးပြီးနှတ်ဆိုးကိုဖယ်ရှားပြီးပါဘုရားကိုမပြောနဲ့တဲ့ဖယားကကျွန်တော်တို့ကိုခန့်ထားတာကနှတ်ဆိုးကိုအမိန်ပြီးမှကျွန်တော်တို့အားဖြင့်အနိုင်ယူဖို့ဖြစ်တယ်တဲ့ ဖယားကကြီးနိုင်ငယ်နဲ့မလုပ်ဘူးတဲ့ဖန်ဆင်းရှင်ဖယားကဖန်ဆင်းခန္ဓာကိုအနိုင်မကျင့်ဘူးတဲ့ဒီနေ့ကျွန်တော်တို့လည်းပဲဖန်ဆင်းခြင်းခံရတဲ့သာသမီတွေနော်ဒီနေ့ကျွန်တော်တို့အထဲမှာရှိနေတဲ့ဖန်ဆင်းရှင်ကိုနေရာပေးပြီးမှဖန်ဆင်းရှင်ရဲ့ခုနပြောတဲ့ကျွန်တော်ကိုဘာကြောင့်ဖန်ဆင်းထားတာလဲဆိုတော့ဖယားရဲ့စီမံကိန်းကိုကျွန်တော်သိပြီးမှအသက်ရှင်နေတယ်ဆိုရင်တဲ့ဒီမှာကြည့် အောင်မြင်ခြင်းရရှိရန်နဲ့နတ်ဆိုးရဲ့တကူအလုံးကိုဖယ်ရှမ်းရန်ဖြစ်ပါれအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းအသင်းတော်လှုပ်ဆောင်ရမည့်အရာမှာကဲ့တင်ခြင်းကိုတည်တည်ခံယုံမြမကတဲ့ကဲ့တင်ခြင်းကိုတည်တည်ခံရပါတဲ့အဲ့ဒါအတွက်ပဲမဟုတ်ဘူးတဲ့ဆက်ပြီးပြောထားသေးတယ်ဖယားရဲ့အောင်မြင်ခြင်းကိုလည်းတည်တည်ခံရမယ်အဲ့ဒါအရေးကြီးတယ်ဒီနေ့ကျွန်တော်တို့ ယုံကြည်သူတယောက်ချင်းစီတိုင်းထဲမှာဖျားပေးတဲ့ believers authority ယုံကြည်သူတယောက်ထဲမှာရှိတဲ့အခွင့်အာဏာတကူနေ့တိုင်းကျွန်တော်တို့ပြောဖို့လိုတယ်မနေ့တုန်းကလည်းကျွန်တော်အမနဲ့ကျွန်တော်စကားပြောရင်းနဲ့သူ့ရဲ့အသက်တာထဲမှာစကားပြောဖို့ဘာကြောင့်လဲ spirit man ဆိုရယ်ဝိညာဉ်လူဟာလေတင်ဖြစ်တယ်အဲ့ဒီဝိညာဉ်လူကအမိန်တကူအာဏာနဲ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ စိတ်သက်ကိုအမိန်ပေးရမယ်စိတ်သက်ကအာတကြီးတဲ့မာနကြီးတဲ့စိတ်သက်ကလေဖျားအလိုဝင်မခံခြင်းဘူးအဲ့လိုဖြစ်လာရင် ကျွန်တော်တို့ရဲ့ဝိညာဉ်လူကအမိန်ပေးရမယ်ဟေးငါရဲ့အာတရှိတဲ့ဥစ္စာသွေးသားတမက်တဲ့အာတရှိတဲ့မာနကြီးတဲ့အဲ့ဒီအရာအားလုံးကိုလေဝိညာဉ်လူကအမိန်ပေးပြီးမှသွေးသားရဲ့တောင့်တချက်ကို ယေရှုနာမ၌ဝိညာဉ်လူပြောတဲ့ငါ့ရဲ့စကားကိုနားထောင်စမ်းအမိန်ပေးရမှာအာမင်ဟိုနေ့လောက်ကျွန်တော်ရဲ့ကိုယ်ခန္ဓာကကျွန်တော်တို့ကိုပုံကန်နေလေကျွန်တော်ရဲ့ကိုယ်ခန္ဓာကိုအမိန်ပေးရမှာတွေးသားရဲ့တမက်ချင်းတော့ကိုပဲလိုက်တဲ့အမိန်ပေးဖို့လိုအပ်တယ်အဲ့ဒါကိုဒါကြောင့်မို့ကျွန်တော်တို့ကိုဗာပြောလေအသင်းတော်လှုပ်ဆောင်ရမည့်အရာမှာကေတင်ချင်းတက်တတိခံယုံမြတာမဟုတ်ဘူးတဲ့ဖခင်ရဲ့အောင်မြင်ခြင်းကိုလည်းတတိခံရမယ်အာမင် ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းဟာ more than overcome အောင်မြင်တော်သူတဲ့အောင်မြင်တော်သူလို့ပြောတဲ့ဥစ္စာခုနပြောတဲ့အတိုင်းပဲမနဲ့ရဲ့ခေါင်းကိုကြိတ်ခဲ့တဲ့ယေရှုခရစ်တော်ကကျွန်တော်အထဲမှာရှိနေတော့ကြောင့်အဲ့ဒီခရစ်တော်ရဲ့အောင်မြင်ခြင်းဟာတဲ့ယေရှုခရစ်အားဖြင့်ငါတို့အားဖြင့်တဲ့အောင်ခြင်းအခွင့်ပေးတဲ့ဖရာတခင်ပုံကြီးပါစေတဲ့ hallelujah ကြောင့်ဒီနေ့ကျွန်တော်တို့ရွေးနှုတ်ခြင်းရဲ့အတိတ်ပဲကိုနားလဲရသလို့ ဖန်ဆင်းခြင်းအတိတ်ပဲကိုနားလည်ရင်နဲ့အသက်ရှင်နိုင်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်စားသုံးရတာဒီကိုလည်းပဲပါဝင်စီစစ်ပါတယ်သခင်ယေရှုကိုရောကိုချီးမွမ်းပါ၏အာမင်